စုပ်ဖွားနဲ့လှုပ်ရှားရင်တော့အလုံများကုန်မှာပဲဖြစ်ပါလေကျွန်တော်တို့တောင်သူတွေပဲတွေဆိုရင်လည်းပို့ပြီးတော့မှထွက်မယ်ပို့ထွက်တော့ပတ်စံတွေပို့ရရမယ်ပတ်စံတွေပို့ရတော့လက်ပုတ်ညောင်းမယ်လက်ပုတ်ညောင်းတော့ကျွန်တော်တို့ဒန်ချေစေးတွေလည်းတုံးရမှာပဲဖြစ်ပါလေခင်ဗျာကျွန်တော်ဒီ site ခင်းကဒီမှာရှေ့နှစ်ကလည်းညိုးသေးကြာလေကြာထားရှိတဲ့ site ခင်းပဲဖြစ်ပါတယ်ကျွန်တော်ပန်းပွင့်တဲ့အချိန်ကြမှာအပင်တွေထိုင်ပြီးမောက်တုတ်ပေးတဲ့ site ခင်းပေါ့နော် ဆိုတော့ဒီ site ခင်ဗျာမှုသက်ဆေးတော့တစ်ချိန်ဖြန်းပြီးတဲ့အခြေအနေပဲဖြစ်ပါတယ်ခင်ဗျာဒီမှာမှုသက်ဆေးဖြန်းပြီးတဲ့အခြေအနေကဒီမှာအပင်ကသူ့တက်တင်းသလောက်မတက်ဘူးပေါ့နော်ကြံ့နေသေးတာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒါကိုကျွန်တော်တို့စုပ်ဖွားနဲ့ပြန်ပြီးတော့မှအပင်တွေလှုပ်ရှားလာအောင်ပြန်တွန်းမှာပဲဖြစ်ပါတယ်စုပ်ဖွား150 cc နှုန်းနဲ့9ရက်ချာ2ချိန်ဖြန်းမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့9ရက်ချာ2ချိန်ဖြန်းလို့အပင်တွေအလုတ်ပြန်လှုပ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့9ရက်ချာ9ရက်ချာ အသီးပွင့်ဝင်တဲ့အချိန်မှာအသီးပွင့်အားစေးနဲ့တရာတီကို6ကြိမ်ဝင်အောင်ကျွန်တော်တို့ခုခံအပြင်းနဲ့အပင်တွေတတန်းစီနေနိုင်အောင်ဆွဲတင်มาပဲဖြစ်ပါတယ်ခင်ဗျာပင်တွေတတန်းစီနေနိုင်မှသူတို့ပျော်ရွှင်မယ်ပျော်ရွှင်မှကျွန်တော်တို့အသီးတွေအပွင့်တွေအများကြီးပြည့်ပွင့်ပေးနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့စုပ်ဖွားသုံးပြီးပင်လေးတွေလည်းပျော်အောင်လုပ်ပေးလိုက်ပါစုပ်ဖွား